ကမ္ဘာပျော်ရွှင်မှုတိုင်းနာရေးအစီရင်ခံစာတွင်မြန်မာကအောက်ဆုံးစီးရင်တွင်မှရရောမှုတိုင်းနာချက်တွင်မူမြန်မာကကမ္ဘာနံပါတ်1ချိတ်2015ခုနှစ်ကမ္ဘာအပျော်ရွှင်ဆုံးအစီရင်ခံစာတွင်မြန်မာနိုင်ငံသည်နိုင်ငံပေါင်း144နိုင်ငံအနက်အဆင့်126မှတ်ဖြင့်အောက်ဆုံးစီးရင်တွင်မှရှိသည်။ဥရောပတိုက်ရှိဖင်လန်နိုင်ငံကနံပါတ်1ချိတ်ဆွဲပြီး ဒိမတ်အိုင်စလန်ဆွီဒင်နယ်သာလန်နော်ဝေလူဇမ်ဘတ်နိုင်ငံများမှကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံများတွင်ထိပ်ဆုံးတွင်မှရှိသည့်အာဖဂန်နစ္စတန်မှကမ္ဘာပျော်ရွှင်မှုအကင်းမဲ့ဆုံးနိုင်ငံဖြစ်ပြီးယင်းနှင့်အတူဆီယာရာလီယွန်လက်ဘနွန်မာလာဝီဇင်ဘာဝေနိုင်ငံများလည်းဇယားအောက်တွင်ရှိနေသည့်အရှေ့တောင်အာရှရှိ စင်ကာပူထိုင်းနှင့်ဖိလစ်ပိုင်တို့သည်ထိပ်တန်းစည်းရင်းတွင်ပါဝင်လာသည့်အမေရိကန်မှအဆင့်24 တရုတ်နိုင်ငံမှာအဆင့်68အိန္ဒိယမှာ114ကမ္ဘောဒီးယားမှာ124ဖြစ်ပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ134ဖြင့်မြန်မာထက်ပိုမိုအဆင့်နှိမ့်ကျနေသည်ကို တွေ့ရသည် အစီရင်ခံစာသည် နိုင်ငံများရှိ လူတဦးချင်း၏ဝင်ငွေပြင်းမြလူသက်တမ်းပေးကမ်းရရောမှု လူမှုရေးအဖြစ်တဦးကိုတဦးကူညီမှုလွတ်လပ်မှုအခရီးချစားမှုအတိုင်းတာတို့ကို တွက်ချက်၍အဆင့်သတ်မှတ်ခြင်းဖြစ်သည် တို့ရတွင်အစီရင်ခံစားသည် လူတဦးချင်း၏ဝင်ငွေနှင့်လူနေမှုအဆင့်တန်းကိုသာအကဲဖြတ်ပြီးအမှန်တကယ်ပျော်ရွှင်မှုအခြေအနေကိုတိုင်းတာနိုင်ခြင်းမရှိကြောင်းလည်းပညာရှင်များကဝေဖန်မှုများရှိသည့်မြန်မာနိုင်ငံသည်2015ခုနှစ်တွင်ပျော်ရွှင်မှုများစွာမြင့်တက်ခဲ့ကြောင်းအစီရင်ခံစာကဆိုပြီး 2019ခုနှစ်မှစ၍ပြန်လည်နှိမ့်ချလာကြောင်းဖော်ပြထားသည်တို့ရာတွင်မြန်မာနိုင်ငံသည်ကမ္ဘာပေးကမ်းရဲ့ရောမှုစံနှုန်းတွင်ကမ္ဘာနံပါတ်2ချိတ်ပြီးအင်ဒိုနီးရှားမှာနံပါတ်1အိုင်ယာလန်မှာနံပါတ်3ချိတ်ကြောင်းအစီရင်ခံစာကဆိုသည်